တကယ် ILO 33တော့ဖြစ်ပြီဒါပေမဲ့ဈေးကွက်တရားကျမတို့မပိတ်ဘူးဆိုရင် ILO 33မရှိတာနဲ့အတူတူပါပဲအဲအတူတူပါပဲအဲ့ဒါတခုနောက်တစ်ခုကလည်းအဲနောက်ပြည်သူလူထုအနေနဲ့လည်းဘာပိုဟိုဖြစ်ရမလဲဆိုနိုင်ငံတကာကကျမတို့အပေါ်မှာခုနလိုပေါ့နော်ဒီလိုငလျင်ကြီးခံထားရတယ်ပြီးလို့ရှိရင်ပြည်တွင်းမှာလည်းဒါစီးပွားရေးအရာပါပဲဖြစ်ဖြစ်လောက်ကန်ရခက်ခဲနေတဲ့အချိန်အဲလုံခြုံရေးအရာလည်းစိန်ခေါ်မှုများနေတဲ့အချိန်ပေါ့နော်အဖက်ဖက်ကနေစိန်ခေါ်မှုများနေတဲ့အချိန်မှာဒီလိုမျိုးအချိန်မှာလုတ်တယ်လုတ်တာပေါ့နော်ပြီးလို့ရှိရင်ရွေးကောက်ပွဲလုပ်မယ်လို့လည်းပြောထားပြီးသားအချိန်ဒီလိုမျိုးအချိန်မှာလုတ်တယ်ဆိုတာကျမတို့အပေါ်မှာနိုင်ငံရေးအရာအဲ့လို 出包咪先啊！皮下皮下皮多嘛，咁你问啲人嘢，佢有冇做节目？ ဟိုများပေါ့နော်ကန့်သက်ထားကျင်တာလားပေါ့နော်ဒီလိုမျိုးဟိုဒါတွေကိုနိုင်ပြည်သူလူထုကနားလဲပြီးတော့မှာကိုအားကိုကိုမိုင်းကိုပြည်တွင်းကပစ္စည်းကိုပဲကိုစူးစမ်းပြီးတော့သုံးမယ်ဆိုတဲ့ဟာပေါ့နော်ကိုပစ္စည်းချင်းတူရင်ပြည်တွင်းပြည်တွင်းပြစ်ကိုအားပေးမယ်ဆိုတဲ့အဲ့လိုမျိုးလေးအဲကျွန်တော်တို့ပြည်အခုတိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ကိုပြည်သူလူထုအချင်းချင်းပြန်ပြီးတော့မှာအားပေးတာပေါ့နော်အပြန်လန်အားပေးတာပေါ့ရှင်ဒီဒီပြည်တွင်းပြစ်ကိုပဲအားပေးတာပေါ့အဲ့လိုမျိုးလေးအဲ့လိုလှုပ်ချင်အားဖြင့်ဒါပြည်တွင်းမှာရှိတဲ့စားသုံးသူတွေကပြည်တွင်းမှာရှိတဲ့ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေကိုအားပေးခြင်းအားဖြင့်အဲကျွန်တော်တို့ပြည်တွင်းရဲ့စီးပွားရေးလုပ်ငန်းတိုးတက်လာနိုင်ပါတယ်နော် SME တွေလည်း ယ်တိုးတက်လာနိုင်ပါတယ်ရှင်အပြည်ပြည်ဆိုင်ရာအလုံသမအဖွဲ့ချုပ်ဟာ article 33လို့ခေါ်ဝေါ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ33အရာမြန်မာနိုင်ငံလက်ရှိအစိုးရအပေါ်အလုံးစုံပိတ်ဆို့အရေးယူဖို့ဇွန်လ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ဒီဆုံးဖြတ်ချက်ဟာလွတ်လပ်စွာအတင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့အတင်းအကျပ်လှုပ်အားစေခိုင်းမှုဆိုင်ရာသဘောတူညီချက်များကိုလိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိလို့အရေးယူခြင်းဖြစ်တယ်လို့ IAO ဘက်ကပြောပါတယ်ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပြီးသားမှာ ILO ပုံမှန်33ကိုချမှတ်တာဟာစီးပွားရေးအရာထိုးနှက်ချက်ထက်နိုင်ငံရေးအရာထွက်ပေါက်မရှိအောင်ဖိအားပေးထိုးနှက်ပြီးမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကန့်သက်ထားချင်တာလို့ယူဆပါတယ် ILO ပုံမှန်33ရှိပေမဲ့နိုင်ငံတကာဈေးကွက်တွေက မပိတ်ဆို့ထားဘူးဆိုရင် စီးပွားရေးအရာထိခိုက်မှုနည်းနိုင်ပြီး ILO ဝါဒကူ33မရှိတာနဲ့အတူတူပါပဲအဖက်ဖက်မှာစိန်ခေါ်မှုများနေခြင်းပြည်သူအနေနဲ့လည်းကိုအားကိုကိုပြီးပြည်တွင်းထုတ်ကုန်တွေကိုအပြန်အလှန်အားပေးဖို့လိုပါတယ်ဒေါ်သက်သက်ခိုင်ပြည်သူရှေ့ဆောင်ပါတီမှတုံးသက်ပြောဆိုသွားသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာဒီက33ရတော့ပေါ့နော်ဟောကျွန်တော်2009တုန်းကမြန်မာနိုင်ငံကိုတခါ ကျွန်တော်တို့ချဘူးတယ်ပေါ့ဒီ sanction ပေါ့နော်အဲ့လိုချဘူးပြီးတော့မှ2023မှာပြန်ပြေသွားတာပေါ့ရှင်အဲ့လိုချခဲ့တော့ကတော့ဒီ ILO article 33ကိုတိုင်ကဟိုကျွန်တော်တို့ပိတ်ဆို့တာမဟုတ်ပဲနဲသူကတခြားတိုင်းပြည်တွေကနေပိတ်ဆို့လို့ရအောင်သူကလမ်းခင်းပေးတဲ့သဘောဖြစ်တာပေါ့ရှင်သူက platform လို့တဘောတဘောဖြစ်တာပေါ့အဲကျွန်မဒီ ILO ဒီ2000ခုနှစ်ပေါ့နော်2000ခုနှစ် ILO article 33ချောင်းမလို့ဟိုကျွန်တော်တို့ဒီ economic sanction နေထိခဲ့တယ်ပေါ့နော်ထိခဲ့ပြီလို့ရှိရင် 2023မှာပြန်ပြီးပြည်သွားတယ်ပေါ့နော်ပြည်သွားတယ်ပြည်သွားတဲ့အချိန်မှာဘာအကျိုးရလဒ်တွေကြလဲလို့ကျွန်မပြောကြည့်ချင်တာပေါ့ရှင်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ EU ဆိုတဲ့ market ပေါ့နော် EU market မှာအဲကျွန်တော်တို့က GSP ဆိုတာ generalized system of preference ပေါ့နော်အဲ GSP ဆိုတဲ့အခွင့်အရေးရခဲ့ပါတယ်အဲ့ဒါဘာအခွင့်အရေးလဲလို့ပြောလို့ရှိရင်အတိတ်စိတ်ပြောမယ်ဆိုလို့ရှိရင်သူက ဲ duty free quota free ပေါ့ရှင်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေပေါ့နော် made in myanmar product တွေကိုအဲကျွန်တော်တို့ EU ဆိုတဲ့ဈေးကွက်ကိုတင်ပို့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က duty free ကျွန်တော်တို့ကဒီ import duty အဲတပြားမှပေးစရာမလိုဘူးပြီးလို့ရှိရင် quota free quota free ဆိုတာကတော့တချို့ quota တတ်မှတ်ထားတယ်ဆိုတာကတော့ဥပမာဆန်ဆိုလို့ရှိရင်ဆန်ဆန်တန် တထောင်ထီကိုဟိုပစ်သွင်းလို့ရတယ်တထောင်ထက်ကျော်လို့ရှိရင်အဲသူတို့အခွင့်အရေးအများကြီးကောင်းတယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါကိုတာနဲ့ပေါ့ဘယ်နိုင်ငံဆိုရင်ဘယ်လောက်ပဲပေးတင်ပေးတင်သွင်းမယ်အဲဒီထက်ကျော်သွားလို့ရှိရင်အခွင့်အရေးကောင်းမယ်ဆိုတဲ့ဟာပေါ့နော်ဒါတွေလုံးဝမရှိတော့ဘဲနဲ့အဲဒီဒီ EU ဆိုတဲ့ market ကိုကျမတို့က နံပါတ်၁ကျွန်တော်တို့မိတ်တယ်မြန်မာ product တွေပေါ့မြန်မာပြည်ကကုန်ကုန်ထုတ်မြန်မာပြည်တွင်းမှာထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေကိုကျွန်တော်တို့ကအခွင့်မပေးဘဲနဲ့အခွင့်မဆောင်ကြမလို့ဘူးအရေးအတွက်ကန့်သတ်စရာမလိုဘဲနဲ့ကျွန်တော်တို့ကလွတ်လွတ်လပ်လပ်တင်သွင်းခွင့်ရှိတာပေါ့နော်အဲ့လိုရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတခြားနိုင်ငံတွေနဲ့ EU မှာမိတ်တယ်မြန်မာ product ကိုသွားရောင်းလို့ရှိရင်တခြားနိုင်ငံတွေနဲ့ကျွန်တော်တို့ရှင်းပြနိုင်တာပေါ့နော်အဲ့ဒါကြောင့်မလို့လေကျွန်တော်တို့ဒီ2023နောက်ပိုင်းမှာကျွန်တော်တို့အထည်ချုပ်လုပ်ငန်းတွေကြီးပွားလာတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အစီအမကြတော့လုံသားတို့လည်းရှိတယ်ပြီးရင်ဒီလုံသားတို့က ဘာပဲပြောပြောနိုင်ငံတကာရဲ့လုပ်သားတွေထက်စာလို့ရှိရင်ကျွန်တော်တို့ဟိုဈေးတက်တာတယ်ပေါ့နော်ဒီကုန်ကျစရိတ်တက်တာတယ်ပေါ့လုပ်သားရဲ့ကုန်ကျစရိတ်တက်တာပေါ့ရှင်တက်တာတော့အဒီလိုလာကြတာပေါ့နော်အဲ့လိုလာကြတယ်လာကြတဲ့အခါကျ2013နောက်ပိုင်းမှာကျွန်တော်တို့ကအဲဟိုကဖြစ်တာပေါ့ရှင်ဒီအဲဒီ CMP ပေါ့နော် CMP ဆိုတာကတော့ဒီ contract manufacturing practice ဆိုတာအထည်ချုပ်တွေပေါ့ရှင်အထည်ချုပ်လို့ပြောရင်ဒီအင်ကြီးအုပ်ထံလည်းပါတယ်အဲပြီးလို့ရှင်ဒီအုပ်ထုပ်တို့လို ठी တို့လို့စသဖြင့်ပေါ့နော်အဲပြီးလို့ရှင်ကျွန်တော်တို့ဟိုပေါ့ဖဏတ်အဲပြီးလို့ရှင် အဲ့8တို့8တို့နောက်အယုတ်တို့ပါလို့ပေါ့နော်ဒါနိုင်ငံတကာရဲ့ရောင်းကုန်တွေပေါ့အဲ့ဒါတွေပါတယ်အဲပါတဲ့အခါကျကျမတို့ကဒီ EU market ကိုကျမတို့က duty free quota free နဲ့တင်ပို့권ရှိခဲ့တာပေါ့နော်ရှိခဲ့တဲ့အတွက်ကြောင့်မို့အခုချိန်မှာအဲဒီ ILO 13 article 33ကဒုတိယချိန်ပြန်လာတဲ့အချိန်မှာအဲကျမတို့ဒီအထက်ချုပ်မြန်မာနိုင်ငံအထက်ချုပ်များလုပ်ငန်းရှင်များအသိအလဲကြီးညာချက်ထုတ်တာပေါ့နော်အဲကြီးညာချက်ထုတ်တာတော့ဒီသူတို့ဒီအထက်ချုပ်လုပ်ငန်းတွေမှာဝန်ထမ်းပေါင်းဟိုအထက်ချုပ် လုပ်ငန်းတွေမှာလုပ်နေတဲ့ဝန်ထမ်းပေါင်း9သိန်းရှိတယ်ပေါ့နော်ဆိုလို့ရှိရင်တကယ်လို့ဒီဝန်ထမ်းပေါင်း9သိန်းရဲ့အလောက်ကန်ခွင့်လန်းတွေရုတ်ရော့သွားမှာကိုစိုးရိမ်နေဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးလေးတွေထုတ်တာပေါ့ရှင်ထုတ်တော့ဒါစီးပွားရေးအရာရိုက်ခတ်မှုပေါ့သို့တော်လည်းအဲသို့တော်လည်းအခုကျမတို့မြန်မာနိုင်ငံကိုချိလိုက်လို့ရှိရင်အဲကျမတို့ကဒါနိုင်ငံသားဝင်ဝင်ဆိုရင်အဓိက အဲတုံးခုရှိရပါတော့နံပါတ်၁ကပါလဲဆိုလို့ရှိရင်အဲကျွန်တော်တို့စိုက်ပျိုးမွေးမြူစိုက်ပျိုးရေးရထုတ်ကုန်တွေပေါ့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေအဲစိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေရှိတယ်ဒုတိယတစ်ခုကတော့ဒီအထည်ချုပ်လုပ်ငန်းခန္ဓာနေမြန်မာပြည်တွင်းကနေနိုင်ငံတကာတင်ပို့ပြီးတော့မှကျွန်တော်တို့ရတဲ့နိုင်ငံသားဝင်ဝင်ရှိတာပေါ့နော်နောက်တစ်ခုကတော့မြန်မာနိုင်ငံကမြန်မာနိုင်ငံသူနိုင်ငံသားတွေအပြင်မှာသွားပြီးအလုပ်လုပ်ပြီးတော့မှရတဲ့ဝင်ဝင်ရှိတာပေါ့နော်ဆိုလို့ရှိရင်အဲ့ထက်မှာ ဒီအထက်ကျုပ်လုံလုပ်ငန်းတွေကဘာကြောင့်ဒီအရေးကြီးလဲအဲအဲ့ဒါကြောင့်မလို့ဒီ article 33ကလည်းဘာကြောင့်အရေးကြီးလဲဆိုလို့ရှိရင်အဲဒီ အထည်ချုပ်လုပ်ငန်းတွေအထူးအားဖြင့်နံပါတ်1နိုင်ငံရဲ့နိုင်ငံသားဝင်ဝင်လည်းရော့ရော့နေသွားနိုင်တယ်။နံပါတ်2ကပြည်တွင်းမှာရှိတဲ့လုပ်သားတွေအများကြီးပေါ့နော်။အဓိကတော့အမျိုးသမီးအလုပ်သားအလုပ်သမားတွေပေါ့။ဆိုလို့ရှိရင်တို့ရဲ့အလုပ်ကံခွင့်လမ်းတွေရော့ကြပြီပေါ့နော်။ဒါတွေဖြစ်နိုင်တယ်။အဲ့ဒါကြောင့်မလို့အရေးကြီးတာပေါ့ရှင့်။အဲဆိုတော့သို့တော်လဲအဲသို့တော်လဲပေါ့နော်။အခုချိန်မှာတော့ဟိုမလုပ်သေးပါဘူး။အော်ဒါတွေလည်းရှိနေတယ်ချုပ်နေတယ်အဲဆက်ယုံနေလဲလဲပတ်နေတော့မယ်အဲဘာတော့အန်ဒီရရှိလဲဆိုလို့ရှိရင်ဒီအစ်စ်အစ်စ်လာမဲ့ အစ်စ်စ်လာမဲ့ order တွေပေါ့နော်အစ်စ်စ်လာမဲ့ order တွေကနည်းနည်းစောင့်ကြည့်သွားတာတို့နောက်မြန်မာပြည်ခိုင်းမဲ့အစားတခြားအိန္ဒိယချင်းနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်တို့ကမ္ဘောဒီးယားတို့ဗီယက်နမ်တို့လာအိုစ်တို့ဒီလိုမျိုးဒီလိုမျိုးနိုင်ငံတွေမှာရှိတဲ့အထက်ချုပ်လုပ်ငန်းတွေသွားပြီး order ပြောင်းပြီးအပ်တာတို့ဒါတွေလည်းဖြစ်နိုင်တာပေါ့နော်အဲ့ဒါတွေလည်းဖြစ်နိုင်တဲ့အခါကျတော့ဒီ article 33လို့ပြောလို့ရှင်တော့ဟိုကျမတို့က ဟုတ်ပါပါရှင်။နောက်နောက်လာမဲ့ foreign direct investment တွေပေါ့။နော်အထက်ကျုပ်စက်ယုံတွေလာဖွင့်အောင်မယ်။အထက်ကျုပ်မှမဟုတ်ဘူးပေါ့နော်။တခြားအဲတခြားဟိုထုတ်လုပ်တဲ့စက်ယုံတွေလာဖွင့်အောင်မယ်ဆိုလို့ရှင်လဲအဲဒီလာမဲ့ရင်းနှီးမြှုပ်နှံသူတွေအတွက်ဟိုပိုပြီးစဉ်းစားသွားပြီးတော့မှတခြားနိုင်ငံပိုရွေးသွားဖို့အခွင့်အရေးရှိသွားတာပေါ့နော်။အဲ့ဒါဒီကျမတို့အတွက်စီးပွားရေးအရရိုက်ခတ်မှုဖြစ်ပါတယ်ရှင်။ဟိုအဓိကတော့ ILO ပေါ့နော် ILO ကနိုင်ငံအဖြစ်ပြဆိုင်ရာအလုတ္တမအဖွဲ့ချုပ်ဖြစ်တဲ့အခါကျတော့သူတို့အလုတ္တမအရေးကိုအလုတ္တမတွေရဲ့အခွင့်အရေးတွေကို ဟိုဒါကာကွယ်စောင့်ရှောက်တဲ့ကဘာနဲ့ဘဝန်းပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းဒီကဘာထဲမှာရှိတဲ့ဒီဒီနိုင်ငံတကာအတိုင်းဝိုင်းထဲမှာပါရတဲ့နိုင်ငံဖြစ်တဲ့ခါကျတော့ ILO စာချုပ်တွေလည်းကျွန်တော်တို့ဟိုလက်မှတ်ရေးထိုးထားတာတွေရှိရပေါ့အဲ့လိုလက်မှတ်ရေးထိုးထားတဲ့အချိန်မှာဒီလိုလက်မှတ်ရေးထိုးထားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လိုက်နာရန်တွေရှိတယ်ပေါ့အဲ့လိုလိုက်နာရန်တွေကိုကျွန်တော်တို့ကဥပဒေတွေပြည်တွင်းမှာဥပဒေတွေပြဋ္ဌာန်းပြီးဆောင်ရွက်ပါတယ်ရှင့်အဲ့လိုဆောင်ရွက်တဲ့အချိန်မှာကျွန်တော်တို့ဒီအဓိကကတော့ဒီဥပဒေထဲမှာပေါ့နော်အလုံသမားအခွင့်အရေးဥပဒေထဲမှာဆိုလို့ရှိရင်အ ਨੇ ဆုံးလောက်ခလှစာကို အနည်းဆုံးလောက်ခလာဆောင်နှစ်နှစ်တစ်ချိန်ညှိပေးရမယ်ဆိုတဲ့ဟာပေါ့နော်အညှိပေးရမယ်ဆိုတဲ့ဟာအဲ့ဒါလေးတော့ရှိပါတယ်ရှိရှိတော့လေအပြီးခဲ့တဲ့အစိုးရတွေလက်ထက်တော့နှစ်နှစ်တစ်ခါညှိကောင်းညှိခဲ့မယ်ပေါ့နော်အပြီးတော့နောက်ဆုံးတစ်ချိန်ညှိမယ်လို့လုပ်တော့ကျွန်မမှတ်မိတဲ့လောက်ဆိုတော့ကိုဗစ်ဖြစ်သွားတာပဲရှိကိုဗစ်ဖြစ်သွားတော့ ကိုဗစ်ဖြစ်တဲ့အတွက်တက္ကသိုလ်လုံးမှာရှိတဲ့ logistics ပေါ့တက္ကသိုလ်လုံးမှာရှိတဲ့တယ်ယူပို့ဆောင်ရေးတွေအဲထောက်ထောက်ပံ့ပို့ဆောင်ရေးစနစ်တွေရပ်သွားပြီးတော့မှဟိုလေရင်တွေလည်းမပြောင်းတော့ဘူးဟိုတင်းမိုးတွေရထားတွေလည်းတိတ်ပြီးတော့လူတွေကမသွားကြတော့ဘူးနော်ကိုအိမ်မှာကိုနေတယ် social distancing လုပ်တယ်စသဖြင့်ဒီကိုဗစ်ကြောင့်မလို့ဟိုဒီဒီ supply chain တွေရပ်ကုန်တော့ပေါ့အဲဒီကုန်ထုတ်လုပ်မှုဒီဒီခွင်းဆက်တွေရပ်ကုန်တော့ပေါ့ရပ်ကုန်တော့အဲအဲ့အချိန်မှာအဲကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း minimum wage ပေါ့နော်ဒါအနည်းဆုံးလောက်ခလာစားကိုကျွန်တော်တို့ကအဲညှိနှိုင်းရတော့မယ့်အချိန်အချိန်မှာ အဲ့အဲ့ချိန်ကတော့ဒါအချိန်ကောင်းမဟုတ်ဘူးဒါလုပ်ငန်းရှင်တွေလည်းအလုပ်ရက်သွားတယ်အလုပ်သမားတွေအနေနဲ့လည်းဒီအချိန်ကမညှိနှိုင်းတင်တယ်ဘူးဆိုတော့ပုံစံမျိုးနဲ့ရက်ရက်ခဲ့ပါလေရှင်အဲ့လိုရက်ခဲ့ပြီးနောက်ပိုင်းတော့ကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာတော့နိုင်ငံရေးအပြောင်းလဲတွေဖြစ်တယ်ပေါ့နော်အပြောင်းလဲတွေဖြစ်ပြီးဒီကြားထဲတော့ဟိုဒီကြားထဲလည်းအဲ့လိုပဲကိုဗစ်လည်းဆက်ဖြစ်တယ်အဲ့ကိုဗစ်ဆို2020နှစ်ထိဖြစ်တယ်ပေါ့နော်ဖြစ်ပြီးတော့ဒီနောက်ပိုင်းမှာလည်းအဲ့လိုပဲပြည်တွင်းမှာလုံခြုံရေးတွေဘာတွေဟိုပေါ့နော်ဒီလုံခြုံရေးအရဆိုရင်စရာအခြေအနေတွေပေါ့နော်ဒါတွေဖြစ်တဲ့အခါကျတော့ဟိုကျွန်မချင်တာတော့ အဒီဒီအလုတ်တမားအဖွဲချုပ်တွေလည်းလေအလုတ်တမားတမကလိုမျိုးအဖွဲတွေလည်းမရှိတော့ဘဲနဲ့မရှိတော့တာကတော့ဒါအစိုးရတည်တံ့လောက်တာမဟုတ်ပါဘူးအလုတ်အလုတ်တမားတမကတွေအရင်ကဖွဲခဲ့တယ်သို့တော်လည်းအစိုးရအပြောင်းလဲလုပ်သွားတဲ့အချိန်မှာသူတို့ကကိုဖျောက်သွားပြီးတော့မှကိုဖျောက်သွားပြီးတော့မှဒီအလုတ်သမအဖွဲစီတွေမရှိတော့ဘောเนาะမရှိတော့တဲ့အချိန်မှာ ILO ရဲ့ဒီ၃ဖွင့်ဆိုင်အဲ၃ဖွင့်ဆိုင်ပေါ့เนาะစကားပြောတဲ့ဟာပေါ့၃ဖွင့်ဆိုင်စကားပြောတာကတော့ဒီလိုနှစ်နှစ်တခါကကျမတို့က အအနေဆုံးလောက်ခလာဆောင်ကြည့်မယ်အညရညတဲ့အချိန်မှာအလုတ်ရှင်နဲ့အလုတ်သမားကြည့်မယ်အလုတ်သမားတွေကတော့တူတောင်းပါပဲအလုတ်ရှင်ကလည်းဈေးစင်ပါပဲဒါပေမဲ့တကယ်ဖြစ်တင်ဖြစ်ထိုက်တာဖြစ်ဖို့ပေါ့နော်နှစ်ဦးနှစ်ဖက်လည်းအဆင်ပြေဖို့ဆိုရင်အစိုးရဂျားတွေကနေကမကထာလုတ်ပြီးတော့မှဟိုဒီဒီညနိုင်ဖြည့်ရှင်းပေးရမှာပေါ့နော်ညနိုင်ပြီးသဘောတူညီချက်ရတည်တည်လုတ်ပေးရမှာအဲ့ဒါကိုကျွန်တော်တို့က ILO ရဲ့ tripartism လို့ခေါ်ပါတယ်ရှင်အဲ့ဒါက ILO မှာအစိုးရရဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့အလုတ်သမားတွေရဲ့သုံးဖွဲ့ဆိုင်စကားပြောတာပေါ့နော် social dialogue partners လို့လည်းပြောပါတယ်ရှင်အဲ့ဒါမျိုးလေး အဲ့ဒီ mechanism တွေပေါ့အဲ့ဒီရန်တရားတွေကခက်တရက်သွားတာပေါ့နော်အဲ့လိုဥပဒေကတော့ရှိနေသေးတယ်ဒါပေမဲ့အခြေအနေကခက်တရက်သွားတယ်အဲ့လိုရက်သွားတဲ့အချိန်မှာသို့တော်လဲပေါ့နော်အခုတိုင်ပင်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်အခုကကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့လည်းရွေးကောက်ပွဲလုပ်မယ်2025ခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပြီးတဲ့အချိန်ကျမှဒီ ILO Article 33ကအခုကျမှချမှတ်လိုက်တဲ့အခါကျတော့ကျမတို့ကဟိုစဉ်းစားစရာတွေအများကြီးရှိသွားတာပေါ့နော်စဉ်းစားစရာအများကြီးရှိသွားတာဟာဒါဒီစီးပွားရေးရထိုးနှက် ချက်ချက်စားလို့ရှိရင်နိုင်ငံရေးအရာထိုးနှက်ချင်တာပေါ့နော်ထိုးနှက်ချင်တာလိုမျိုးပေါ့နော်ဒါမျိုးလို့ပို့ပြီးတော့မှယူဆလို့ရပါတယ်ရှင်။နောက်အဲ့ဒါကြောင့်မလို့နောက်နောက် UMF CCN ပေါ့ UMF CCN ကတော့မြန်မာနိုင်ငံကုန်သည်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအတင်းချုပ်ကနေပြီးတော့လဲစာထွက်ထားပါတယ်။အဲဒီ ILO ရဲ့ဒီပြဋ္ဌာန်းချက်တွေပေါ့နော်ပြဋ္ဌာန်းချက်တွေကိုမြန်မာနိုင်ငံမှာဥပဒေတွေနဲ့ကျင့်သုံးနေတယ်။ဒီဥပဒေကိုလိုက်နာပြီးကျင့်သုံးနေတယ်။စီးပွားရေးလုပ်ငန်းတွေဒီဥပဒေအတိုင်းလိုက်နာပြီးကျင့်သုံးနေတဲ့စီးပွားရေးလုပ်ငန်းမှာအလုပ်လုပ်နေကြတဲ့အလုပ်သမားတွေရဲ့အလုပ်ကိုင်အခွင့်အလမ်းတွေစီးပွားရေးအခွင့်အလမ်းတွေအ မယုတ်ယော့သွားအောင်ပေါ့နော် ILO အနေနဲ့အဲဒီဆောင်ရွက်ပေးဖို့ဆိုပြီးမြေတားရက်ခန္ဓာပေါ်လာတာပေါ့ရှင်အဓိကကဘာလဲဆိုလို့ရှိရင်အဲအခုချိန်ထိတော့ဒီ EU နဲ့ GSP ပေးထားသေးတယ်လေဆိုလို့ရှိရင်သူကဆက်ပေးခြင်းလည်းရတာပဲဒီ ILO article 33ကြောင့်မလို့ဆက်မပေးခြင်းတော့ဘူးဆိုလဲအဲသူလှုပ်လို့ရတယ်ဆိုတော့ဆိုတဲ့ခါကျတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေအဖွဲ့အစည်းတွေပေါ့နော်အထည်ချုပ်လုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံကုန်သည်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒီလိုမျိုးမြေတားရခန့်ချက်တွေသဘောထားကြေညာချက်တွေထုတ်ပြန်နေဆိုတဲ့အဓိပ္ပာယ်ကတော့ဒါစီးပွားရေးအရာထိခိုက်မှုကို ဟိုထိခိုက်မှုမရှိအောင် ILO ကနေဆောင်ရွက်ပေးပါဆိုပြီးနိုင်ငံတကာကိုပြောတာပေါ့နော်နိုင်ငံတကာကိုပြောတော့ဒီ ILO က Article 33ကိုလုတ်လိုက်ပေးမယ်လေလုတ်လိုက်ပေးမယ်လေဒီဈေးခွက်တွေဖြစ်တဲ့ EU တို့ဘာတို့တွေကနေပြီးတော့မှ ဒီ sanction မလုပ်ဘူးပေါ့နော်အခုရနေတဲ့ GSP ပေါ့ GSP နဲ့ duty free quota free ဆက်ပြီးမယ်ဆိုရင်အဲကျွန်တော်တို့ကစီးပွားရေးအရာထိခိုက်မှုကတော့နည်းနိုင်တာပေါ့နော်နည်းနိုင်ပါတယ်နောက်အဲ duty free quota free မှာမှသူက EBA ဆိုတာလည်းရှိတယ်အဲ EBA ဆိုတာ everything but arms ပေါ့ဆိုလို့ရှိရင်ဘာမဆို duty free quota free နဲ့တွင်းလို့ရတယ်အဓိကတော့လက်နက်ခဲယမ်းကလွဲ၍ကျန်တဲ့ကျန်တဲ့လူသုံးကုန်ပစ္စည်းအကုန်လုံးကို duty free quota free နဲ့တွင်းလို့ရတယ်ဆိုတော့အခွင့်အရေးရနေတာပေါ့နော်အဲ့လိုရတဲ့အတွက်အထက်ချုပ်လုပ်ငန်းတွေလည်းလုတ်ဖြစ်နေတာပေါ့ရှင့် င်ဆိုလို့ရှိရင်တကယ်ဆိုဒီထက်မကလည်းပူဖြစ်နိုင်ပါတယ်တကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီရွေးကောက်ပွဲပြီးသွားလို့ရွေးကောက်ခံအစိုးရတက်လာပြီဆိုလို့ရှိရင်ဒီ FDI လေးပေါ့နော်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေပုံများလာနိုင်တယ်ပုံများလာတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုတွေပို့အလုပ်ကိုင်းခွင့်လန်းရမယ်ပေါ့နော်ဆိုလို့ရှိရင်ဒီ FDI နေအကောင့်နဲ့ချက်ပေါ့ရှင် FDI နေအကောင့်နဲ့ချက်ကနိုင်ငံတကာကနေလာပြီးရင်းနှီးမြှုပ်နှံတယ်ဆိုရင်နံပါတ်1သူတို့ကသူတို့ရဲ့မတ်တီရင်းနှီးငွေတွေကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရွှေ့လာရတယ်ပေါ့နော်အဲ့ဒါဒီနိုင်ငံခြားငွေနဲ့ဖြစ်တဲ့အခါကျတော့မြန်မာမြန်မာ ိုင်ငံအတွက်နိုင်ငံသားဝင်ဝင်ရလန်းဖြစ်တယ်ပေါ့နော်။နံပါတ်2ကတော့သူတို့နဲ့အတူတူစက္ကရိယပစ္စည်းတွေနှီးပညာတွေပါလာတယ်။ဒါတွေကကျမတို့မြန်မာဝန်ထမ်းတွေပေါ့နော်။ဝန်ထမ်းလို့ပြောတဲ့အချိန်မှာအခြေခံအလုပ်သမားအနေစပြီးတော့မှဒီမန်နေဂျာတွေလည်းပဲဒါရိုက်တာတွေလည်းပဲအထိပေါ့နော်။ဒါဒီနှီးပညာတွေရတာပေါ့။နောက်တစ်ခုကတော့ဒီကမ္ဘာအဆင့်မြင့် ဒီ work class management ပေါ့နော်ဒီဒီစီးပွားရေးကိုစီမံခန့်ခွဲတာတကယ်ကိုနိုင်ငံတကာအဆင့်မြင့်ပေါ့နော်ဒါတွေရတယ်နောက်တစ်ခုကသူတို့မှာနာမည်ကြီးပြီးသားကဘာမှာကဘာတည်ပြီးသား brand နေသူတို့မှာပါလာတယ်ပေါ့ဥမာ editors တို့ပါတယ်ပေါ့နော်အဲ့လိုပါလာတဲ့ခါကျတော့ဘာရှိပြီးသားလဲဆိုသူတို့မှာ export market ရှိပြီးသား buyer ရှိပြီးသားပေါ့နော်ဆိုလို့ရှိရင်ဝယ်မဲ့သူကလည်းအဆင့်မြင့်ရှိပြီးသားအဲ့လိုရှိတဲ့အတွက်ကြောင့်မို့ပြီးလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအလုပ်ရမယ်မြန်မာအစိုးရအခွင့်ရမယ်ပြီးလို့ရှိရင်သူတို့တွေကနေ made in မြန်မာ product တွေက ဘာပို့နိုင်ခြင်းအဖြစ်ကျမတို့က foreign အနေနဲ့ရမယ်ပေါ့နော်ဒါတွေကကောင်းတဲ့အချက်တွေဖြစ်တယ်နည်းပညာတွေရမယ်စီမံခန့်ခွဲမှုဟိုအလေ့ကျင့်ကောင်းတွေရမယ်ဒီလိုနဲ့ပဲပေါ့နော်တခြားဥပမာဥပမာအခုဆိုရင်ကဘာမှာ economic superpower ဖြစ်လာတဲ့တရုတ်နိုင်ငံဆိုလည်းအဲ့လိုပဲနိုင်ငံတကာယင်းနှိမ့်ညွတ်နာမှုတွေတိုက်ရိုက်ယင်းနှိမ့်ညွတ်နာမှုတွေလာရင်လာရင်တည်းမှာအတချိန်မှာသူတို့ကိုယ်တိုင်နည်းပညာပိုင်သွားပြီဥပမာနည်းပညာလို့ပြောရင်ဟွာဝေးတို့ဘာလို့ဆိုရင်တကယ်ကိုအမေရိကန်တို့ဘာလို့ကကြောက်ရတဲ့ပေါ့အဆင့်တန်းဖြစ်လာတာပေါ့နော်အဲ့လိုတွေဖြစ်လာတယ်နောက် 5G နည်းပညာပေါ်ပြီးနောက် AI ဆိုလည်း AI AI ပေါ့နော်အကုန်လုံးဘာမဆိုအကုန်လိုက်လုံနိုင်တယ်အဲ့လိုလိုက်လုံနိုင်တာဘယ်ကနေစတာလဲဆိုရင်ကျွန်တော်တို့ FDI နေရာစတာပေါ့ရှင် FDI နေရာစတော့ကျွန်တော်တို့က FDI လာလို့ရှင်ကျွန်တော်တို့မြန်မာနိုင်ငံကစီးပွားရေးနောက်ထပ်တစ်ဆင့်တိုးတက်သွားမယ်ဒါပြည်သူလူထုရဲ့အတွင်းမှာလည်းဒီ scale labor တွေပေါ့နော်ကျွမ်းကျင်လုပ်သားတွေတကယ့်ကိုအသိပညာတတ်ပညာကိုတကယ့်အတွေ့အကြုံကောင်းတဲ့ဒီအလုပ်လုပ်သားတွေဖြစ်ပြီးတော့မှလူတွေရဲ့ human resource quality တက်လာမှာပေါ့နော်ဒီလိုအလားအလာတွေရှိတာအောင်များကြိုးပြီးမှတားကျင်တာလားပေါ့နော်အာဒီလိုအလားအလာရှိနေတာတွေကိုတားကျင်လို့များလောက်တာလားပေါ့ ါ့နော်ဒီလိုလဲတွေးစရာရှိပါတယ်ရှင့်တကယ်တမ်းဆိုဒီအချိန်ကလုတ်ကိုမလုတ်တဲ့အချိန်ပေါ့နော်နံပါတ်၁က NASA ကအနေနဲ့လည်းရုပ်ောက်ပွဲလုပ်မယ်လို့ကြေညာထားတယ်အဲပြီးလို့ရှိရင်လည်းငလင်လည်းမကြသေးခင်မှာထိထားတာပေါ့နော်ဒါတော်တော်ကြီးအပြည့်စီဆုံးရှုံးမှုများထားတာပေါ့ဆိုလို့ရှိရင်ပြောမယ်ဆိုရင်တော့မြန်မာနိုင်ငံစီးပွားရေးကောင်းအောင်ဝိုင်းကူပေးတဲ့နိုင်ငံတကာအပြီးလို့ရှိရင်လည်းနိုင်ငံတကာအကူအညီတွေလည်းဟိုပါပေါ့နော်ဒီပြန်လည်ထူထောင်ရေးမှာပေးတဲ့နာပေါ့နော်အဲ့လိုမပေးတဲ့အပြင်ကို ILO ရဲ့ Article 33ကို ကိုမြန်မာပြည်ကိုဒီပြတ်ထန်းလိုက်တာပေါ့နော်မြန်မာပြည်အတွက်ပြတ်ထန်းလိုက်တာတကယ်တမ်းဆိုရင်တော့တိတ်ဒီဒီအချိန်နေဆိုးပေါ်တာကျမတို့မြန်မာစကားပြောလို့ဆိုရင်ရင်းနှက်တဲ့သူကိုဝါကူလို့ထိုးတာပေါ့နော်အဲ့လိုအချိန်နေဖြစ်ပါလေရှင်။နော်အဲ့ဒါကြောင့်မလို့ဟိုဒီထွက်လန်းအနေနဲ့ပြောလို့ရှင်တော့လေ။အထွက်ထောက်အနေနဲ့ပြောလို့ရှင်တော့ကျမတို့ကတော့ဟိုပါပေါ့ရှင်။အဲ ကိုဟာကိုကိုထူကိုထလောက်နိုင်တဲ့နီလာနေရှာမှာပေါ့နော်အဲကိုထူကိုထလို့ပြောတဲ့အချိန်မှာလက်အစိုးရဟာပဲအားကောင်းပြီးကိုထူကိုထလောက်တာမျိုးမဟုတ်ဘဲနဲ့ပြည်သူတဦးချင်းစီမိသားစုအိမ်တော်စုတစ်ခုချင်းစီကကိုထူကိုထလောက်နိုင်အောင်အစိုးရကနေပြီးတော့မှကျွန်တော်တို့လောက်တာကိန်းတာရှိတဲ့စီးပွားရေးဝန်ကျင်ကိုဖန်တီးပေးရမှာပေါ့နော်နောက်ခုနပြောပြောတယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့အခုအချိန်နေပေါ့အခုအချိန်နေအလုပ်သမားအဒီကလောက်ဝန်ထမ်းနေပေါ့နော်ဒီလောက်သားတွေကိုကြည့်လိုက်လို့ရှိရင်ဟိုလစာဝင်ငွေကတော့အကန့်အသတ်နဲ့ရှိတယ်ဒါပေမဲ့ကုန်စည်နှုန်းကျတော့အကန့်အသတ်မရှိဒီမြင့်နေတာတွေရှိတာပေါ့နော်အဲ့ဒါဆိုတော့ကုန်စည်နှုန်း ်းမြင့်တာကိုစဉ်းစားလိုက်လို့ရှိရင်ကျွန်တော်တို့အကြောင်းချက်နှစ်ခုရှိတာပေါ့ရှင်။နံပါတ်၁ကတော့ထုတ်လုံစိမြင့်တာပေါ့။အထုတ်လုံစိမြင့်တယ်။နောက်ဒုတိယတစ်ခုကတော့တက်ယူပို့ဆောင်စိမြင့်တာပေါ့။ဆိုလို့ရှိရင်ကျွန်တော်တို့ထုတ်လုံစိဘာကြောင့်မြင့်တာလဲပေါ့နော်။ထုတ်လုံစိဘာကြောင့်မြင့်တာလဲလို့စဉ်းစားလိုက်လို့ရှိရင်တော့နံပါတ်၁ကဘာလဲဆိုလို့ရှိရင် အဲနံပါတ်1အနေနဲ့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ input input ပေါ့နော် twin ကုန်နေပေါ့အ twin ကုန်နေဆက်ရုံလုပ်ရုံနေလဲဖို့အဲ့မှာကုန်ချမ်းနေတို့ဖို့ semi semi finish goods တွေပေါ့နော်ဒါမျိုးတွေကိုဟိုတင် twin ဖို့ကကျွန်တော်တို့ကအခက်အခဲတွေရှိနေတာပေါ့နော်အခက်အခဲတွေရှိနေတော့ကုန်ချမ်းမရှိတော့ဆက်ရုံမလဲနိုင်ဘူးပေါ့ဆက်ရုံနေဟိုထုတ်လုပ်မှု short ချရတယ်တို့ဖို့ဆက်ရုံနေတချို့လည်းဟိုထုတ်လုပ်မှုရပ်ထားရတယ်ပေါ့နော်ဒါမျိုးလဲကြုံနေတာပေါ့ဒါကတော့မူဝါဒဖြစ်တဲ့အတွက်ဒါမူဝါဒဖြေလျှော့ပေးလို့ရတာပေါ့နော်အဲနံပါတ်2ကကြတော့ဗာလဲဆိုရင်လျှက်စစ်မီ အခက်ခဲရှိတာပေါ့နော်ဒီလျှက်စင်ပြီးအခက်ခဲရှိတဲ့အခါကျတော့ဒီစက်ယုံတစ်ခု run မယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေလည်းဟိုအင်ပြအပြအလုံးလုံးနေတဲ့အချိန်မှာမီးကပြတ်သွားတယ်မီးမလာဘူးဆိုရင်ဒါအ ਨੇ ဆုံးအလုံးရှင်ကတော့ဒီ generator နဲ့ဖြစ်ဖြစ် solar နဲ့ဖြစ်ဖြစ်တစ်ခုခုပေါ့နော်အဲဒီလိုလျှက်စင်ပြီးရန်လောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီထုတ်လုံးစိတ်တွေပုံမြင်တာပေါ့ရှင်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ exchange rate နဲ့ပတ်သက်ပြီးတော့လဲလေ exchange rate မြင့်မြင့်တက်လာတာကလည်းဒီဒီကုန်ကျန်းတွေရဲ့စည်းရိမ်ကအကုန်လုံးမြင့်တက်စေတာပေါ့နော်အဲမြင့်တက်စေတဲ့အခါကျတော့ဒါ အာဒါဒါကုံထုံလုံးမှုစိတ်တည့်ရခြင်းအကြောင်းရင်းအဲ့ဒီခုနသုံးချက်ပေါ့နော်နောက်တစ်ခုကကြတော့တည်ယူပို့ဆောင်တည်ယူပို့ဆောင်စိတ်တွေ တက်တာပေါ့ဥပမာထားပါတော့ကျွန်တော်တို့ကထိုင်းကနေပစ္စည်းတွေခါတိုင်းဝင်နေထွက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြောက်ဝင်ခိတ်ကနေအာရှလမ်းမကြီးကနေအဲရှော့ကနေလာတာပေါ့နော်ရန်ကုန်ရောက်မယ်မန္တလေးရောက်မယ်ဟိုအထက်ထိရောက်မယ်နောက်ဟိုဘက်ကမူဆယ်ကလာရင်လည်းမန္တလေးရောက်မယ်အဲနေပြည်တော်ရောက်မယ်ရန်ကုန်ရောက်မယ်အောက်ထိလည်းဆင်းလို့ရတယ်ဆိုတော့ဒါကုန်စည်စည်းစင်းမှုကကကုန်စည်စည်းစင်းမှုချုံးမှုတယ်ပေါ့ချုံးမှုတယ်အခုချိန်မှာကျတော့ဒီလိုဒီလိုဟိုပေါ့နေဆက်ကုန်သွယ်ရေးတွေနည်းကုန်တာပေါ့နော်ဘာကြောင့်နည်းလဲဆိုရင်လုံခြုံရေးအရလုံခြုံရေးမကောင်းတဲ့အခါကျတော့အဲဒီဒီအာရှလမ်းမကြီးတွေမှာမသွားနိုင်တော့ပဲ နဲ့တကယ်ဟိုပါပေါ့တောလန်းလိုမျိုးသွားရတာပေါ့ရွာချင်းဆက်လန်းတို့ကတော့လူရွာတွေချက်ပြီးသွားရတယ်သွားရတဲ့အချိန်မှာလည်းဟိုဟိုဂိတ်တွေလည်းအများကြီးချရတယ်ပေါ့နော်ဂိတ်တွေအများကြီးဖြတ်ရတော့နံပါတ်1ကဟိုတရင်တရင်မဲ့ရောက်နေမဲ့ဟာ5 6ရက်9ရက်မှရောက်မယ်အဲပြီးလို့ရှိရင်အဲဒီဒီကုံကြစိတ်သိမ့်မရှိမဲ့ဟာဒီဂိတ်တွေဂိတ်တွေဖျားရတဲ့ခါကျတော့ဒီဂိတ်ကြီးတွေပေးရတာပေါ့နော်။တော့အဲ့ဒါလေးနဲ့ဈေးကြီးတက်တာပေါ့။အဲ့ဒါတော့ဟိုကောင်းပါပေါ့ရှင့်။ ဒီဒီတည်ယူပို့ဆောင်စီတက်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဖြေပေါ့နော်အဖြေကတော့ရှိပါလေရှင်အဖြေကခုနကဟိုပါပေါ့အခုကနေဆက်အကုံသွယ်ကြီးကနင်းနေတာနင်းနေတယ်နမုဆယ်လိုမျိုးမြဝတီလိုမျိုးပေါ့နော်စသဖြင့်အာတခြားတခြားနေဆက်ခိတ်တွေလည်းရှိပါလေဒါတွေကဒါတွေပိတ်နေပြီးတော့မှတော့တွားရတဲ့အခါကျတော့ကျွန်တော်တို့အထက်ပိုင်းမှာမူဆယ်အစားထိုးဆိုရင်အဲဘာလုပ်လို့ရလဲဆိုလို့ရှင်ကျွန်တော်တို့လာအိုးစ်နဲ့မြန်မာနိုင်ငံရဲ့အဲဒီဒီကုံသွယ်ဟိုပါပေါ့နော်နေဆက်ခိတ်ကိုကျွန်တော်တို့တုံးလို့ရတယ်ပေါ့ရှင်ဥမာအဲကျိုင်းလာတရားရှိမယ်အဲဝမ်ပုံစိတ်ကန်းရှိမယ်ဒါရှမ်းရှိမှာပေါ့နော် ဆိုလို့ရှိရင်ဒါလာအိုစ်နဲ့နယ်စပ်ဖြစ်တဲ့အခါကျတော့လာအိုစ်နဲ့ကျမတို့ချားမှာဒီတောင်ချမ်းသူလည်းမရှိဘူးဒီလမ်းတွေကပွင့်နေတာပေါ့နော်ဆိုလို့ရှိရင်ဒီရှိရင်ဆွဲကိုပြောင်းပြီးတော့တုံးတင်တာပေါ့အဲကြတော့ဘာလုပ်ရမလဲဆိုတော့တရုတ်ပြည်ကလာတဲ့ပစ္စည်းပဲဖြစ်ဖြစ်ထိုင်းကလာတဲ့ပစ္စည်းပဲဖြစ်ဖြစ်လာအိုစ်တဲ့အရင်လာလိုက်လာပြီးတော့မှလာအိုစ်ကနေပြီးတော့မှရှမ်းရှိရနေမြန်မာပြည်ထဲဝင်လိုက်ပေါ့နော်အဲ့လိုဝင်လိုက်လို့ရှိရင်အဲကျမတို့ကဒါဒါအေဂျင့်နဲ့ဒေတာပေါ့နော်ဒီလိုရွေးပြီးတော့မှကျမတို့ဆောင်ရွက်လို့ရတာရှိပါလိမ့်ရှင်အဲ့ဒါတစ်ခုပေါ့နော်နောက်တစ်ခါကျခါတိုင်းမြဝင်ကြီးတို့ဘာလို့ကဒီမြန်မာပြည်အောက်ပိုင်းပေါ့နော်အဲ့ဒါဆိုရင်ကျမတို့ထိုင်းကပစ္စည်းတွေ ဆိုရင်ထိုင်းရမဟုတ်လဲထိုင်းရတဆင့်သွင်းတဲ့ပစ္စည်းတွေဆိုရင်ဘယ်နိုင်ငံကပစ္စည်းဖြစ်ဖြစ်ကျမတို့ကထိုင်းရပေါ့နော်ကျမတို့ကော့တောင်းနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့နေဆက်ဖြစ်တဲ့ရနောင်းစိတ်ကန်းထိသွင်းလိုက်ပေါ့နော်သွင်းပြီးရင်ရနောင်းကနေကော့တောင်းကော့တောင်းကနေပြီးတော့မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ကနေရန်ကုန်ရေစိတ်ကိုပေါ့နော်ရန်ကုန်တိမ်မောစိတ်မှာဝင်လို့ရတယ်ဝင်လို့ရပြီးတော့မှရန်ကုန်တိမ်မောစိတ်တင်မဟုတ်ဘဲနဲ့ကျမတို့ကကမ်းရိုးတန်းအရှိရှိတဲ့ခါကျတော့ဒီအေယာဝရီကနေတဆင့်နောက်ဟိုရခိုင်တို့ဘာလို့လဲအေဂျန်သွားတဲ့အချိန်ကြလို့ရှင်ဒီရခိုင်ဘက်ကနေရခိုင်ကမ်းရိုးတန်းကနေပြီးတော့မှအဲ ရခိုင်ကမ်းရိုးတန်းထိလည်းသွားလို့ရတယ်ပေါ့နော်ဒါကနံပါတ်၁လုံချုံရေးကိုရှောင်လို့ရတယ်ပေါ့ရေလန်းဆိုတဲ့ခါကြတော့လေအဲနောက်တစ်ခုကတော့ဒီဒီဒီစစ်တွေတို့ဘာလို့လဲရှိနေတဲ့ခါကြတော့ဒီအိန္ဒိယတို့ဘာလို့ဘက်ကဘင်္ဂလားဒေ့ရှ်တို့အိန္ဒိယတို့ဘက်ကကုန်ပစ္စည်းတွေလည်းစစ်တွေတိမ်မောစိတ်ကိုတုံးပြီးတော့မှစစ်တွေစိတ်ကမ်းနေတစ်စက်အောက်ကိုဆင်းလာပြီးအရာဝတီရန်ကုန်လာလို့ရတယ်ပေါ့နော်အဲကျွန်မဆိုလိုချင်တာကဘာလဲဆိုတော့ကျွန်မတို့ဒီကမ်းရိုးတန်းကိုတုံးပြီးတော့မှဟိုပါပေါ့ခိတ်တွေဖြတ်ဆရာမလို့ပဲနဲ့နောက်တိမ်မောနဲ့ကုန်တယ်တာကဈေးအနေဆုံးဖြစ်တာပေါ့ရှင်နောက်ကွန်တိန်နာတွေနဲ့လည်းထည့်လို့ရတယ် ဟိုဟိုဘောပစ္စည်းတွေလုံးချုံတာပေါ့နော်ဒီစားငံရေးပက်တာတို့ဘာတို့ဒါတွေမရှိအောင်လဲစီမံခန့်ခွဲလို့ရတာပေါ့နော်အဲဒါလေးတွေကတော့ဟိုကျွန်တော်တို့ကတန်းဟိုဘောပြောင်းလဲပြီးတုံးလို့ရတဲ့နီလန်းတွေဖြစ်ပါတယ်ရှင့် နောက်တစ်ခုကတော့ဝင်ငွေလို့ပြောလို့ရှိရင်ကျမတို့နိုင်ငံသားငွေလို့ပြောလို့ရှိရင်အခုကျမတို့ကစိုက်ပျိုးရေးထွက်ကုန်တွေရှိတယ် export လုပ်တယ်ပေါ့နော်ပြီးလို့ရှိရင်အထည်ချုပ်လုပ်ငန်းတွေကပစ္စည်းတွေ export လုပ်တယ်ပြီးလို့ရှိရင်ကျမတို့ဟိုနိုင်ငံတကာမှာသွားပြီးတော့အလုပ်လုပ်နေကြတဲ့မြန်မာနိုင်ငံသားတွေကလွှဲပို့ငွေတွေရှိတယ်ပေါ့နော်အဲဒါတွေလည်းကျမတို့ကဒီလွှဲပို့ငွေတွေကိုဒီဟွန်တီတွေနဲ့လွှဲတာထက်စားလို့ရှိရင်ဒီအစိုးရရဲ့လမ်းကြောင်းကနေလွှဲဖို့ဆိုလို့ရှိရင်ကျမတို့ဈေးကွက်ကဆုံးဖြတ်တဲ့ဈေးတိုင်းပဲပေးတာမျိုးပေါ့နော်ဒါမျိုးဆိုတော့ကျမတို့နိုင်ငံသားရငွေများလာမယ်ပေါ့သွင်းကုန်ကန့်တတ်ထားတာကိုလည်းကျမတို့ဖြေလျှော့လို့ရ တယ်ပေါ့နော်အဲ့ဒါလုတ်ချင်အပြင်ကျမတို့ကအကုန်ထုတ်လုံးစိတ်လည်းကြာသွားစေနိုင်တယ်အဲပြီးလို့ရှိရင်လည်းကျမတို့ ဟိုဟာပေါ့ရှင်ဒီဒီတည်ယူပို့ဆောင်စီလည်းကြာနိုင်တယ်ပေါ့နော်နောက်တစ်ခါတော့ရက်စစ်မီပေါ့ရှင်ရက်စစ်မီလို့ပြောလို့ရှင်တော့ဟိုကျွန်တော်တို့ဒီ private investment အားပေးရမှာပေါ့နော် private investment ဆိုတာဘာလဲဆိုလို့ရှင်ဥမာထားပါတော့ hotel တစ်လုံးလို့ပြောလို့ရှင်အရင်တော့ကဒါအစိုးရရဲ့မီးကိုပဲတုံးနေတယ်အခုချိန်မှာမီးအရင်ပြတ်တဲ့အခါကျလို့ရှင်ဒီ hotel တွေကနေ solar တို့ဘာတို့ပေါ့နော်ဒါတဘာတဘာဝအတိုင်းရတယ်ရက်စစ်မီတွေဒါတွေကို invest လုပ်ရင်းနှီးမြှုပ်နှံပြီးတော့မှအစိုးရစီကမီးရတဲ့အချိန်လည်းတုံးမယ်မရတဲ့အချိန်မှာလည်းသူ solar စနစ်နဲ့ battery နဲ့ရက်စစ်တက်အောင်တူလောင်ထားပြီးတော့မှ ပြီးလို့ရှိရင်ဒီလျှက်စင်မီပြတ်တဲ့အချိန်မှာကိုဆူလာနဲ့ကိုသုံးမယ်ပေါ့နော်အဲ့လိုလေးအားပေးတဲ့မှာလေရှင်အစိုးရနိုင်ငံတော်ကလေအဲ့လိုအားပေးတဲ့အချိန်မှာအဟိုပါပေါ့ ဘာလို့လို့ရလဲဆိုရင် green energy loan လို့မျိုးပေါ့နော် green energy loan ဆိုတာကတော့ခုနလို solar invest လုပ်မယ် solar ရင်းနှီးမြှုပ်နှံမယ်ဆိုရင် solar နဲ့ပတ်သက်လို့ solar ကိုဒီကလုပ်ငန်းတစ်ခုဖြစ်တယ်ဒီလုပ်ငန်းကဒီ solar ဝင်မယ်ဆိုလို့ရှိရင်ဘဏ်ကနေပြီးတော့မှအတိုးနဲ့နဲ့ချိပေးတာမျိုးပြီးလို့ရှိရင်ဒီ solar ပစ္စည်းတွေတွင်းလာတဲ့အချိန်မှာကျမတို့က import duty ကို short ပေးတာမျိုးပေါ့နော်ဒါမျိုးတွေလုပ်ချင်အဖြစ်ဟိုအိမ်နေမှာပဲဖြစ်ဖြစ်ရုံးနေမှာပဲဖြစ်ဖြစ်ဘဏ်မှာပဲဖြစ်ဖြစ်ဟိုတယ်မှာပဲဖြစ်ဖြစ်စေယုံစေကမ်းမှာပဲဖြစ်ဖြစ်အဲနောက်နောက်ဆုံးရုပ်ဆွာဆုံးပေါ့နော်ဒီဒီဆက်မှုလက်မှုလုပ်ငန်းတွေပေါ့နော် ဆက်မှုလုပ်လုပ်ငန်းတွေမှာပဲဖြစ်ဖြစ်ဒီ solar ဆိုတာဒါပြည့်ဖြိုးမြင်စွမ်းအင်ပေါ့နော်ဘယ်တော့မှလည်းမကုန်သွားဘူးအမြဲတမ်းပြန်ပြည့်ဖြိုးနေလဲစွမ်းအင်ပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့အားပေးလို့ရပါတယ်ရှင့် တကယ် ILO 33တော့ဖြစ်ပြီဒါပေမဲ့ဈေးကွက်တင်တာကျွန်တော်တို့ကတော့မပိတ်ဘူးဆိုရင် ILO 33မရှိတာနဲ့အတူတူပါပဲအဲအတူတူပါပဲအဲ့ဒါတခုနောက်တစ်ခုကလည်းအဲနောက်ပြည်သူလူထုအနေနဲ့လည်းဘာလို့ပို့ဟိုဖြစ်ရမလဲဆိုနိုင်ငံတကာကကျွန်တော်တို့အပေါ်မှာခုနကလိုပေါ့နော်ဒီလိုငလျင်ကြီးခံထားရတယ်ပြီးလို့ရှိရင်ပြည်တွင်းမှာလည်းဒါစီးပွားရေးရပါပဲဖြစ်ဖြစ်လောက်ကန်ရခက်ခဲနေတဲ့အချိန်အဲလုံခြုံရေးအရာလည်းစိန်ခေါ်မှုများနေတဲ့အချိန်ပေါ့နော်အဖက်ဖက်ကနေစိန်ခေါ်မှုများနေတဲ့အချိန်မှာဒီလိုမျိုးအချိန်မှာလှုပ်တယ်လှုပ်တာပေါ့နော်ပြီးလို့ရှိရင်ရွေးကောက်ပွဲလှုပ်မယ်လို့လည်းပြောထားပြီးသားအချိန်ဒီလိုမျိုးအချိန်မှာလှုပ်တယ်ဆိုတာကျွန်တော်တို့အပေါ်မှာ ာနိုင်ငံရေးအရအဲ့လိုထွက်ပေါက်မရှိအောင်ဖိအားပေးထားပြီးတော့မှမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဟိုများပေါ့နော်ကန့်တတ်ထားကျင်တာလားပေါ့နော်ဒီလိုမျိုးဟိုဒါတွေကိုနိုင်ပြည်သူလူတို့ကနားလည်ပြီးတော့မှာကိုအားကိုကိုမယ်ကိုပြည်တွင်းကပစ္စည်းကိုပဲကိုစူးစမ်းပြီးတော့သုံးမယ်ဆိုတာပေါ့နော်ကိုပစ္စည်းချင်းတွင်ပြည်တွင်းပြည်တွင်းဖြစ်ကိုအားပေးမယ်ဆိုတဲ့အဲ့လိုမျိုးလေးကျွန်တော်တို့ပြည်ကိုတိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ကိုပြည်သူလူတို့အချင်းချင်းပြန်ပြီးတော့မှာအားပေးတာပေါ့နော်အပြန်လန်အားပေးတာပေါ့ရှင်ဒီဒီပြည်တွင်းဖြစ်ကိုပဲအားပေးတာပေါ့အဲ့လိုမျိုးလေးအဲ့လိုလှုပ်ချင်အဖြစ်ပြည်တွင်းမှာရှိတဲ့စားသုံးသူတွေကပြည်တွင်းမှာရှိတဲ့ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေကိုအားပေးခြင်းအဖြစ်အဲကျွန်တော်တို့ပြည်တွင်းရဲ့စီးပွားရေးလုပ်ငန်းတိုးတက်လာ နိုင်ပါတယ်။ Non SME တွေလည်းတိုးတက်လာနိုင်ပါတယ်ရှင်။အဲ့ဒါတော့ဟိုပါပေါ့နော်။ဒါအဲဒီဒီကိုအားကိုကိုနဲ့စိတ်တတ်ပေါ့နော်။အဲ့ဒါတော့မွေးရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်လည်းနိုင်ငံတကာကိုအားကိုရစိတ်နဲ့မဟုတ်ဖက်နဲ့အဲကိုရှိတော့ပေါ့ကိုရမယ်ကိုအားကိုယုံထမယ်ဆိုတဲ့ဟာပေါ့နော်။ယုံထတယ်ဆိုတဲ့နေရာမှာခုနပြောသလိုပဲအစိုးရကပဲယုံထနေလို့မရပါဘူး။ဟိုဒီအိမ်တော်စုတိုင်းလူတယောက်ချင်းစီတိုင်းကယုံထနိုင်ဖို့လို့အတွက်အခြေအနေကောင်းနေဖန်တီးပေးရမှာပေါ့နော်။အဲကြတော့ကျမတို့က ဟိုဒီမူဝါဒတွေကိုဖြေလျှောက်ပေးတာပေါ့ခုနကကျွန်မပြောခဲ့တဲ့မူဝါဒတွေပေါ့နော်ဒါတွေဖြေလျှောက်ပေးတာဆိုလို့ရှိရင်ဒါအစိုးရအတွက်လည်းကုန်ကျစရိတ်မရှိဘူးမူဝါဒတွေဖြေလျှောက်ပေးတာဆိုတာလေအဲဆိုလို့ရှိရင်အခုကပြန်လဲထူထောင်ရေးငလင်းပြန်လဲထူထောင်ရေးမှာကြတော့ငွေတွေအများကြီးတုံးပြီးတော့မှကျွန်မတို့ကပြန်လဲထူထောင်ရမှာလေအဲ့လိုထူထောင်ရမယ့်အချိန်မျိုးမှာအဲဒီငွေတုံးကြမလို့ပဲနဲ့မူဝါဒအဖြစ်လောက်တာကိန်းတာရှိတာလေးဖြေလျှောက်ပေးလိုက်လို့ရှိရင်ဖြီသူလူလူရဲ့အားနဲ့အစိုးရနဲ့လက်တွဲညီညီနဲ့ကျွန်တော်တို့ရုံထခြင်းအဖြစ်ကျွန်တော်တို့ကိုအားကိုကိုယ်ရဲ့စိတ်ဓာတ်တွေကိုနိုင်ငံကိုချစ်တဲ့ချစ်မြတ်နိုးတဲ့စိတ်ဓာတ်တွေနောက်တစ်ခုအတော့ ငါတို့ကိုယ့်ဟာကိုယ်ယက်တည်နိုင်တယ်ကိုယ့်ခြေထောက်ပေါ်ကိုယ်ယက်နိုင်တယ်ဆိုတဲ့စိတ်ဓာတ်တွေကျမတို့ကတဖြည်းဖြည်းပို့ပွီပို့ပို့ပြီးတော့မှတိုးပွားလာဖို့လိုပါတယ်ရှင်တကယ်လို့လေကျမတို့မြန်မာနိုင်ငံဝန်ထဲစရာကောင်းတာကိုယ့်အချင်းချင်းမညီညွတ်တာပေါ့နော်ကိုယ့်အချင်းချင်းမညီညွတ်တာနိုင်ငံတကာကပိတ်ဆို့မှုတွေလည်းရှိနေတာအမှန်ပဲအဲဒါပေမဲ့လည်းကိုယ့်အချင်းချင်းကြောင့်လည်းမညီညွတ်တော့ပို့ဆိုးတာပေါ့နော်ဆိုလို့ရှိရင်ကျမတခါပြောမှုပါတယ်ဟိုကပေါ့ယောဂပုံမွားတွေကတော့ပတ်ဝန်းကျင်မှာရှိနေမှာပဲဒါပေမဲ့ကိုယ်ခံအားကောင်းတဲ့လူကဒီယောဂမကူးဆက်ဘူးဒီယောဂကိုမခံစားရအောင်ပေါ့နော်ကိုယ်ခံအားမကောင်းတဲ့သူကဒီယောဂကိုခံစားရတာပေါ့အဲ့လိုဖြစ်နေ တဲ့ခါကျကျမတို့ကိုခံအားကောင်းဖို့ဆိုလို့ရှိရင်ကျမတို့ပြည်တွင်းမှာညီညွတ်ဖို့လိုတယ်ပေါ့အဲ့လိုညီညွတ်ဖို့ဆိုလို့ရှိရင်အခုတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေရှိတယ်ပြီးနိုင်ငံရေးအရာပေါ့နော်ဒီမကြည်လည်လို့သဘောတူညီချက်သဘောမတူလို့နိုင်ငံရေးအရာညင်းပွားပြီးလက်နက်ကိုင်နေတဲ့ပြည်သူလူထုတွေရှိတယ်ပေါ့နော်အဲ့အဲ့ဒီလက်နက်ကိုင်လမ်းစဉ်ကိုဆွတ်လုပြီးတော့မှတကယ်တမ်းဆိုလို့ရှိရင်တော့အစိုးရအနေဖြန့်ထားတဲ့ဒီ NCA လမ်းကြောင်းကနေပြီးတော့မှဒီစပွဲပိုင်းမှာလာပြီးတော့မှဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးတော့မှဒီအေဂျင့်သာယာတဲ့နိုင်ငံဖြစ်အောင်ပေါ့နော်ဟိုပူးပေါင်းပါဝင်လို့ရလာပေါ့ရှင့် အဲ့လိုပူပေါင်းပါဝင်လို့ရပါတယ်။ဒါတိုးတော်လဲကျမတို့ဟိုတိထားမှာတော့ဒီငင်းချမ်းရေးရှိလို့ရှိရင်စီးပွားရေးတို့ဖွံ့ဖြိုးတိုးတက်မှုပိုများနိုင်တယ်။အဲစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရင်လည်းငင်းချမ်းရေးကိုလည်းပိုအားပေးတယ်။ဆိုလို့ရှိရင်ငင်းချမ်းရေးနဲ့အဲဒီဖွံ့ဖြိုးတိုးတက်ရေးကအပြိုင်သွားမှာပေါ့နော်။အပြိုင်သွားရမယ်ဆိုတဲ့နေရာမှာပြည်သူလူထုဘက်ကပူပေါင်းပါဝင်နိုင်တာဘာလဲဆိုလို့ရှိရင်အဲအဲ့လိုမျိုးမငင်းချမ်းမှုလက်မခံဘူး။အဲဒီအစိုးရတာတွေပြီးလို့ရှိရင်ဒီအကြမ်းဖက်လုပ်ရတဲ့အဲပြီးလို့ရှိရင်ဒီဒီလက်နက်ကင်တောင်းချမ်းတာတွေလက်မခံဘူး။လက်မခံမဲနဲ့ငင်းချမ်းတဲ့လူအတိုင်းဝိုင်းကိုတိဆောက်ချင်တယ် ်အဲဆိုတဲ့ဟာမျိုးပေါ့နော်ပြည်သူလူထုကလည်းပြည်သူလူထုအနေနဲ့လည်းပြည်သူလူထုတရလုံးကလည်းဒီလိုဆန္ဒကိုထုတ်ဖော်ဖို့လိုတာပေါ့နော်ဆိုလို့ရှိရင်ငင်းချမ်းတဲ့တိုင်းကိုကိုနေတဲ့မြန်မာပြည်ကိုအမိမြန်မာပြည်ပေါ့နော်ကိုမြန်မာပြည်ကိုတိုင်းပြည်ကငင်းချမ်းတဲ့တိုင်းပြည်ဖြစ်ရမယ်အဲ့လိုငင်းချမ်းတဲ့တိုင်းပြည်ဖြစ်ဖို့လို့အတွက်ကိုကိုတိုင်းလည်းပူးပေါင်းဆောင်ရွက်မယ်နောက်တခြားသူတွေလည်းပူးပေါင်းဆောင်ရွက်လာအောင်ဒီငင်းချမ်းရေးကိုပဲလိုလားရတယ်ဆိုတာကိုပြည်သူလူထုကပြရမှာပေါ့နော်အဲ့အဲ့ဒါမှသာလေကျွန်တော်တို့ကငင်းချမ်းနဲ့ငင်းချမ်းတော့အလုတ်လုတ်ကိုင်းလို့ကောင်းမယ်အလုတ်လုတ်ကိုင်းလို့ကောင်းတော့ပို့ပြီးငင်းချမ်းမယ်ပေါ့နော်အဲ့လိုမျိုးဖွင့်မျိုးရင်းနဲ့ငင်းချမ်းရင်းနဲ့ 呃，呃，周线追，早上没留，啊，不要紧嘛，那些。